ရှင်းလဲလျှောက်တာပြားလဲဆွဲတာနိုင်ငံလဲဘတ်ဂျက်ရပြည်သူလဲအဆင်ပြေတဲ့ဒီလန်းကိုတော့ပေးရင်ပို့ပြီးတော့အကျိုးမရှိဘူးလားအဲ့တော့ခေါင်းဆောင်ဆိုတာအရာအားလုံးကိုခီစစ်ပင်းကြသိနေဖို့မလိုဘူးကွာမမကန်ကန်နဲ့ခြုံငုံသုံးသက်တတ်ဖို့ပဲလိုတာမင်းတို့အခုလော်ပေးနေတာဒါတဖက်ဖက်တဖက်ဖက်နဲ့တော့အခုမမကောင်းပါလေအဲ့ okay okay အဲ့ဒါမင်းတို့အပားကမင်းတို့လက်ခံတော့လက်ခံနေ ဟယ်လိုချရာမီဘာပီတူညကိုမော်မာမြအလုံးမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ6ရက်နေ့ကျွန်တော်တောက်ချာနေညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသိရတဲ့အိုးဖျားဖျားတော်လန်တဲ့ရင်းထူးတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက် ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ညမှာဆိုတော့တော်လန်ရဲဆုနေတဲ့ဗီဒီယိုယူဆောင်လာပေးတဲ့တော်လန်တရင်ကောင်းတွေပြင်ဘောမိုက်ကွက်ပေါ့နော်။ခြေကွက်လမဲ့တရင်နဲ့အချင်းချင်းရုတ်ခိုက်တဲ့ပွဲတွေလည်းများစွာရှိတာပဲဖြစ်ပါတယ်။အယုံဆုံးနေတဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တူလေးတွေခြေလိုက်ရအောင်နော်။ပထမဆုံးတရင်တဲ့ဘိုးအနေနဲ့ကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦးကျောက်လမ်းပိုင်းတနေရာမှာချမ်ဘက်စစ်ကောင်စီတပ်သားဘူကြီးညီကြီးမျိုးစွေနဲ့ဘူကြီးစိုးထွတ်ကျော်တို့ကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ ဖမ်းမိတာကတပတ်လောက်ကြာပြီးရဲတော်တေချာမှမမီတော့ဘူးဒီနေ့မှစိတ်ချရလို့တရင်ထုတ်လိုက်တာပါသူတို့ကားနဲ့နေပြီးတော့ကားနဲ့လာတာ၆ရေနံချောင်းဘက်ကိုသွားဖို့ပါအရက်ဝက်နဲ့ပဲလက်နဲ့တော့ပါမလာဘူးသူတို့ကိုစစ်တုပ်ပန်းဥပဒေအရပဲအရေးယူဆောင်ရတော့မှာပါအထက်ခရိုင်ကိုလွဲထားပေးပြီးဆိုပြီးတော့မှညောင်မြို့နဲ့ပကဖတ်တော်ဝန်ခံကိုစည်းကနေပြီးတော့မှဆက်လက်ပြောကြားထားတာပဲဖြစ်ပါတယ် ညောင်မျိုးနယ်ရဲ့နေရာတိုင်းမှာဆိုတော့ကျွန်တော်တို့ရှိနေပါတယ်စစ်ကောင်စီပြောတဲ့စကားလိုပဲရဇဝဘေးပြင်းမလို့ဘူးလို့စစ်ကောင်စီလက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောချင်ပါတယ်ပြီးတော့မိဘပြည်သူတွေရဲ့အနေနဲ့လည်းစစ်ကောင်စီရင်နှင်းတွေနဲ့ကမ်လိုက်ပါနဲ့စကားဆာနဲ့ဝေးဝေးမှနေပေးကြပါလို့ပြောချင်ပါတယ်ဆိုပြီးတော့ညောင်မျိုးနယ်ပကပတောင်ခါနဲ့ပြီးတော့ဆက်လက်ပြောကြားထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ဖန်ဆီးမိတဲ့စစ်ကောင်စီဗိုလ်ကြီးနှုတ်ကိုတော့ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကနေပြီးတော့မှ ဗီတုတ္တဆာအရိထံဆိုခိုင်းပြတော့မှာအခုဆိုရင်ဖာစီချုံအောင်ထားတယ်လို့နောက်ထပ်တည်ရပဲဖြစ်ပါတယ်မကြာခင်မှာတော့သူတို့ရဲ့ပြမှုတွေအတွက်ပေါ့နော်အေးယူဒီရန်ခမှုတွေလည်းများစွာရှိအောင်မှဖြစ်ဖြစ်တော့မှာစကောင်စီတသားတွေအခုလိုမျိုးဆက်လက်ပြတော့မှာရုပ်မှာကောက်ချက်နေဦးမယ်ဆိုတော့ကျွန်တော်တလန်ရဲဘော်တွေနေရာတိုင်းမှာရှိနေတဲ့အတွက်ကြောင့်မလို့ချင်းမုံရှင်းလင်းချင်းခိုင်းရမယ်ဆိုတာခုကလေးကတည်တည်နေတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ကရင်ပြည်နယ်မြို့တော်ဖမ်းမှာလိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီကဖမ်းဆီးနေပေမဲ့အပြစ်ရထားကြတဲ့လင်းနေကန်အဖွဲ့တွေရဲ့လိုင်စင်မဲ့ကားတွေကိုတော့ဖမ်းဆီးတာမရှိဘူးလို့မြို့ခံတွေစီကနေပြန်မှသိရတာဖြစ်ပါတယ်။အကုံစီးပွားပစ်ကုန်ပြီလေမြို့ထဲမှာတော့ရောင်းမကောင်းလို့ဈေးတရေညင်းနေကြတယ်ဆိုပြီးမှကရင်တရင်မြက်ကတွေပြန်မှပြောဆိုထားဖြစ်ပါတယ်။ကျော်တော့ဒေတာခံပြည်သူတွေရဲ့လိုင်စင်မဲ့ကားတွေကိုဖမ်းဆီးပေမဲ့ကရင်နယ်ချောက်ဆောင်တပ် BGF ဒီမိုကရေစီအကျူးပြုကရင်တပ်မတော် DKB ရဲ့ကရင်ချင်းချင်းရေးကောင်စီ KNU KNLA PC ဘိုဘီဦးဆောင်တဲ့ DKB ရဲ့တပ်ဖွဲ့တို့ရဲ့ လိုင်းစင်မဲ့ကားတွေကိုတော့စစ်ကောင်စီကနေပြီးတော့ဖမ်းဆီးတာတွေမလုပ်ဘူးလို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒါတော့ဗနာစစ်ကောင်စီနဲ့အချို့သူစီးပွားလို့ပြီးတော့ဖိကုစားအုပ်စုတွေဖြစ်တဲ့ DGBA BGF စတဲ့ဒီကရင်အဖွဲ့အစည်းတွေကိုကြတော့စစ်ကောင်စီနေနဲ့လုံးဝဖမ်းဆီးတာမျိုးမလုပ်ဘဲနဲ့သူတို့နဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ဒီမြို့ရွာတွေထက်ကိုလိုင်းစင်မဲ့ကားတွေနဲ့ပဲပြည်သူတွေစီကနေပြီးတော့စစ်ကြေးတွေကော်ပြူတာဓမြတိုင်းတွေလှုပ်ဆောင်နေကြတယ်လို့သိရတာပဲဖြစ်ပါတယ်။အသားတွေကလောက်တွေဆိုတာအဲ့လိုမျိုးအုပ်စုတွေပဲပေါ့နော်။ ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းပါကတော့ရေဘော်ရှန်လင်းနဲ့မြေမဟိုတလောပဲကျွန်တော်တို့အားလုံးကြားထားတဲ့အချိန်ကမ်ဘလူမျိုးကဒီအားထားကတဲ့အကြောင်းဟုဆရာကြီးနဲ့အဖွဲ့ယူယူမူမူနဲ့ပေါ့နော်တွေးတစ်စာတချင်းတွေဆိုလိုက်လို့ဖန်ဆီးခဲ့တယ်ဆိုတဲ့တင်းနဲ့ပတ်သက်ပြီးတော့မှဘလူမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်မင်းအောင်လှိုင်နဲ့အာနာယူအကျန်းဖက်ကောင်တွေအောက်မှာရှိနေတဲ့သူတွေအနေနဲ့ကတော့ပချင်းတပုတ်လုံးကိုတော့အစအဆုံးစိုးမှုပြောနေအရှိကောရက်ပိုက်လေးပဲစိုးကြည့် ချက်ချင်းဖန်စီခံပြီးတော့ပါရောနာရောအရိုက်ခံရမှာကန်ဆိုးရင်မိမိအသက်တောင်မှပေးရနိုင်ပါတယ်အဲ့ဒီမှာဖန်စီခံလိုက်ရတဲ့တံတူအရကတစ်ချောင်းဥဆရာကြီးဦးမိုးထွန်းထက်တန်းပြဆရာဦးစိုးသိန်းចောင်းသောဒါဦးညွန့်ဝင်းတို့ဖြစ်ပြီးတော့သူတို့ကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်ငါငါခါဝင်းနဲ့ဖန်စီတရားစွဲထားတယ်လို့ကျောင်းလာကံဘလူကျွန်တော်တို့ဒါတက်ကြွလှုပ်ရှားအဖွဲ့တွေကနေပြီးတော့သတင်းထုတ်ပြန်တီးပြထားပါတယ် အရကတိစာတင်ကြောင်း grace ထွဲကြောင်းသားကြောင်းသူတွေစောင်းပွဲဖြစ်နေတာကြောင့်ဒဇေဒေတာခံတွေကကြောင်းအုပ်ကြီးဥမိုးထွန်းတဲ့ဇနီးနဲ့အတူကြောင်းဝင်းတွဲမှာဝန်ထမ်းတွေနဲ့အတူတူနေထိုင်နေတယ်လို့သိရပါတယ်။ဒီလက်ရှိပေါ်တော့ပမာတချင်းဆိုပြီးတဲ့အချိန်ကာလအတွင်းကာလတွေမှာလာကြောင်းအုပ်ကြီးနဲ့ပါဝင်သူတွေကိုဝန်ခံလက်မှတ်ပဲထိုးခိုင်းလိုက်တယ်လို့ကျွန်တော်တို့ကနေဦးကြတိထားတာဖြစ်တယ်။နောက်ပိုင်းကျမှကြောင်းဝင်းတွဲမှာလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကျွန်တော်တို့ထပ်ပြီးတော့ကြားသိရတာဖြစ်ပါတယ်။ ထွေထူးထူးတော့တိတ်တော့ပြောစရာမရှိပါဘူးကျွန်တော်ကတော့ကျွန်တော်မိဘတွေကိုပေးချင်တဲ့ message ကကျွန်တော်တို့လွတ်မြောက်သောနေမြေမှာကျွန်တော်တို့တိုင်းရင်းသားမိသားစုဝင်တွေနဲ့ကျွန်တော်တို့တော်လန်သောညီကိုမောင်မတွေရဲဘော်ရဲဘက်တွေသွေးသစ္စာချင်းကိုဘလိုမျိုးတီဆိုပြီးတော့ဒါအဝဲခံကြလဲဆိုတဲ့ပုံစံနဲ့ကမ်ဘရူးမှာ KDB ကအပြန်ရောင်ပြီးတော့တချင်းဆိုမိလိုက်တဲ့ပြောချင်တာကအဲ့ဒီတချင်းကိုရောင်ပြီးတော့နှုတ်ကထွက်မိသွားတဲ့ ကျောင်းဆရာကြီးနဲ့အပေါင်းအပါ၃ဦးရဲ့အဖြစ်ကိုကျွန်တော်ကနှိုင်းရှင်းတင်ပြခဲ့ခြင်းဟာကျွန်တော်နိုင်ငံဘလို့အခြေအနေမျိုးမှာဘလို့မျိုးကျွန်တော်တို့လွတ်ပွင့်လင်းမြင်သာလွတ်လပ်မှုတွေပြီးတော့မိမိတို့ရဲ့လူအခွင့်အရေးဆိုတာတွေဟာဘလောက်ထိအရေးပါလဲဒီမှာရဘော်ချန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော် ကမ္ဘလူမျိုးမှာဆိုတော့သူတို့ဒီအာရခတဲ့ចောင်းဆရာကြီးတို့ဖွဲ့က KTV ကနေပြန်ရွရွမုံမုံနဲ့ Twitter သစာတချင်းကိုဆိုခဲ့လို့ပေါ့နော်ခုစဉ်စကွန်စင်နေပြီးတော့မှနိုင်ငံတော်ကြီးညိုပြစ်စင်မုံနဲ့ဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ကျတို့တချင်းတဘို့လို့မပြောနဲ့စာချောင်းတချောင်းလေးဆိုလိုက်တောင်းပါပေါ့နော်ကြောက်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပြီးတော့မှဒါကတော့သူတို့ဒီအတွင်းစီထဲမှာဆိုရင်ကျတို့တော်လန်တဖုံတွေကိုဘယ်နေရာရောက်သူတို့အနေနဲ့ရှင်းခိုင်းမယ်ဆိုတော့တီးလို့ကြောက်နေတဲ့စိတ်တွေလွန်မိုးနေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့ပြည်သူတွေဘက်ကနေပြီးတော့မှတော်လန်ရဲ့ဘော်တွေနဲ့ဒီတဲ့ပုံပြနဲ့စီလုံးမှုတွေကိုပြသလိုက်မယ်ဆိုတော့စစ်ကောင်စီတဖုံဝင်ဖျော်ဖျဲ နဲ့ပေါ့နော်ဒီရှေ့တန်းမှာကလေးကဒီတက်ဆုပ်ပြေးမှုတွေများစွာရှိလာအောင်မှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားအနေပြီးတော့မှအခုမြောက်လိုက်ဥဆောင်ပြီးတော့မှလုံးနေတဲ့ဝိုးတောက်ရင်တွေကိုဖန်ဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကောင်းပါတယ်ဆိုပြီးဖင်ပေညင်းပေးနေကြတဲ့ပေါ့နော်ဘုံမရိုးကိုက်လေးတွေကိုဘယ်လိုမျိုးဆုံးမဖြောဆိုထားလဲဆိုတာကျွန်တော်တက်ချက်တော့ကြည့်လိုက်ရအောင်နော်အားလုံးပဲမင်္ဂလာပါဗျဝတ်တောက်ဆိုင်ကလေးဝတ်တောက်ကားတွေပြောတဲ့ပုံမှာတချို့ကမကျေနပ်ကြဘူးတူတယ်ကျွန်တော်ကို TikTok Messenger ကနေလောက်ပလိန်ကြတယ်ပေါ့ဒါကကျွန်တော်တို့ပြဿနာမရှိဘူး င်းတို့ကလျက်စစ်မီးရောင်အောက်မှာနေပေတရာလမ်းပေါ်မှာရက်နေပြီကားရှုပ်လာတော့ဆိုင်ကယ်ရှုပ်တာလောက်ကိုဘဝပြတ်မတက်ခံစားနေရတဲ့ဆိုရင်ငါတို့နယ်ဘက်မှာနေတဲ့ပြည်သူတွေကအဲ့ဒီအရာလေးတွေနဲ့မိသားစုစားဝတ်နေရေးပညာရေးကျန်းမာရေးလူမှုရေးဘာသာရေးအားလုံးကိုမိခိုနေတဲ့ဘဝတွေကိုမင်းတို့ဘလို့နားလဲဟမ်မင်းတို့ဘလို့နားလဲပြီဒါကြောင့်ရှင်းလဲလျှောက်တာပြားလဲဆွဲတာနိုင်ငံလဲဘတ်ဂျက်ရပြည်သူလဲအဆင်ပြေတဲ့နီးလန်းကိုလှုပ်ပင်းရင်ပို့ပြီးတော့အကျိုးမရှိဘူးလား ။အဲ့ောက်ခေါင်းဆောင်ဆိုတာအရာအားလုံးကိုခီစစ်တင်းကြတိနေဖို့မလိုဘူးကွာ။မမှန်ကန်ကန်နဲ့ခြုံငုံသုံးသက်တတ်ဖို့ပဲလိုတာ။ဟုတ်လားပြောပြီနော်။မင်းတို့ပကိုးတိုင်းအနောက်ပိုင်းကိုရောက်ဘူးလား။အာနေခဲ့တဲ့ပကိုးတိုင်းအနောက်ပိုင်းမိုးညုံမြို့နယ်။ရောက်ဘူးလား။ပင်ဂရိုကုန်းတိုက်ကြီးကုန်းထိန်ကုန်းမော်တော်ကုန်းဗရောက်ကုန်းနှမ်းကုန်းဒီဘက်ဆိုလို့ရှိရင်တောက်ကြတက်ကဲကွင်းအယိုးကုန်းခမုံတာရဝအဲ့ဒီနယ်ပတ်တွေကိုမင်းတို့ရောက်ဘူးလား။ ။တချို့ကလေးတွေပညာရေးရဖို့ပညာတစ်ခုကိုသင်ရဖို့အတွက်ကို9မိုင်၊10မိုင်၊4မိုင်၊5မိုင်၊6မိုင်လိုက်ကိုပုံကြောင်းရှောက်နေရတယ်။နားလေလား။ရွာတွေမှာမူလာတန်းအဆင့်လောက်ပဲရှိပြီးတော့အလဲတန်းအထက်တန်းကိုဆိုရင်သွားဖို့ကို9မိုင်၊6မိုင်၊9မိုင် လောက်ကိုပုံကြောင်းရှောက်နေရတယ်ယနေ့ချိန်။နားလေလားမင်းတို့မင်းတို့လျက်စင်မီးအောင်အောက်အဲကွန်ထဲမှာကက်တရလမ်းပေါ်ရှောက်ဖင်ကောင်းမိတ်တိတ်မကျဲနဲ့နော်တချို့ပြိဿာနေမင်းတို့ကိုချစ်တဲ့အစိုးရကိုချစ်လို့ထောက်ခံနေဆိုရင်လော်ဘီမလုပ်နဲ့ချက်ကန်ဘဲလန်းလုပ်နော် မားတဲ့အရာလေးတွေကိုမမားရအောင်မင်းတို့ထောက်ပြပြီးနော်မင်းတို့အခုလော်ဘီလုပ်ပြီးတော့အထောက်ခံတဲ့အမှန်တွေတို့အမှတ်တွေတို့လုပ်နေတာဟမ်မင်းတို့နယ်ဘက်တွေရောက်ဘူးလားနယ်ဘက်တွေရဲ့ဘဝရဲ့ပြည်သူတွေရဲ့ဘဝကိုမင်းတို့စာနာဘူးလားမင်းတို့ကလည်းဗျမြို့ပေါ်မှာဟိုကားရှုပ်ဆိုင်ကယ်ရှုပ်လာတော့ဘဝပြတ်မတခံစားတယ်တချို့တွေကအဲ့ဒါလေးအမေပြုပြီးဘဝရည်တည်မှုတွေနဲ့ရုံးကန်လှုပ်ရှားနေရတာအဲ့တော့ဒေတာလိုင်စင်လေးတွေလုပ်အစိုးရလည်းဘတ်ဂျက်ရမယ်ပြည်သူလည်းအဆင်ပြေမယ်ဒါအားလုံးက okay နေတယ်မဟုတ်ဘူးလား ဟမ်အသွင်းခံအဝင်ခံပြီးတော့အထက်ရောက်တော့ပိတ်ဖမ်းအဲ့တော့မင်းတို့မေးခွန်းထောက်ကမှာပြည်သူချင်းချင်းမေးခွန်းထောက်ကမှာမဟုတ်ဘူးเนาะတချို့မျိုးပေါ်မှာနေတဲ့လူတရိုက်ဆန်မင်းကတော့မင်းတို့ဒီမျိုးပေါ်မှာကားတွေရှုပ်တယ်ဒီဝတ်တောက်တွေဝတ်တောက်ဆိုင်ကလေးရှုပ်တယ်ဆိုရင်မင်းတို့မေးခွန်းထောက်မှာဒီဟာတွေကဘယ်ကလာလဲ။ဘာကြောင့်ဒီလိုကြီးပေါ်ပေါ်တနေသွားလာလှုပ်ရှားနေတယ်ဆိုတော့မင်းတို့မေးခွန်းထောက်လေထားထားဆိုင်ရ။ထောက်လေ။လော်ဘီလောက်တာကြည့်လို့အောက်တန်းလားမဆန်နဲ့အချို့တွေကဘဝတွေနဲ့ရင်းထားတာเนาะပညာရေးကျမ်းမာရေးတွေ နားလဲတာဒါတော့နားလဲဖို့လိုတယ်မင်းတို့ပြောပြီနော်ဒီကောင်ကတော့အသိဉာဏ်ရှိတယ်လို့ပြောမှဖြစ်ပြတော့မှ ဒီတချို့ဒီစစ်ပွဲမတွေကနေပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှဒီလိုမျိုးလို့တာတော်လိုင်းရဲကိုနေနေဖို့အခြေအနေကောင်းနေပြီဆိုတဲ့ပုံစံမျိုးနဲ့ဘောပိတ်အငင်းပိတ်နေကြတော့ဒီကောင်းနေပြီးတော့မှပြန်လဲဆုံးမပြောဆိုထားပဲဖြစ်ပါတယ်တို့တို့အားလုံးတည်ထားတဲ့အတိုင်းပဲအဓိကအနေနဲ့ကတော့ဒီလိုမျိုးလိုက်စစ်မဲ့ရင်တွေကိုအဓိကစီးနင်းတဲ့လူတွေဆိုတာတော့စစ်ကောင်စီတဖုံအနေနဲ့ရဲခွတွေပဲဖြစ်တယ်ဆိုတာတို့တို့တရင်တွေမှာလည်းတွေ့တာပြီးတော့မှဒီချိန်မှာတို့ပြည်သူတွေဆီကနေပြီးတော့မှလိုင်းစစ်မဲ့ရင်တွေဖမ်းပြီးတော့မှပေါ့နော်တချို့တို့ထောင်ချတာတွေပြီးတော့မှတထဲကိုအတင်း ဖော်တာဆွဲတာလည်းကျွန်တော်များစွာချမ်းနေရတယ်ပဲဖြစ်ပါတယ်ဒါတို့ခြေချက်ပဲစစ်ကောင်စီနေနဲ့ညီမျိုးစုံသုံးပြီးတော့မှပြည်သူတွေနဲ့တော်လိုင်းရဲရဲဘော်တွေပေါ်မှာကောက်ချေရုံမှာဖို့ကြိုးစားနေတယ်ဆိုတာဘုံမတွေကိုယ်တိုင်ရန်နေပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဥကြွားနေပြတော့မှအတိအညာမရှိဘဲနဲ့ပေါ့နော်ကျတို့ပြည်သူတရားလုံးကိုဆော်ကမော်ကနဲ့အာချောင်ပြောဆိုနေကြတဲ့စစ်ခွေးဘိုးမရုပ်ကိုက်လေးတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျတို့စစ်ပီတမကြည့်လိုက်ရအောင်နော်။နော်အာနာရှင်ဆိုတာကဘလို့လူစားမျိုးတယ်ဘလို့ကောင်စားမျိုးတယ် ဘလို့ခွေးဝဲစားမျိုးလဲဆိုတာမင်းတို့ဇော်ဘဝင်းကိုအတုယူကြ။အင်းမင်းတို့ဒီကနေ့လော်ဘီလောက်ပေးနေတာโอเคလက်ခံပေးလို့ရတယ်เนาะလက်ခံလေအဲ့ဒါကိုမင်းတို့ကအမှန်တရားထုတ်ပြောလာတဲ့အခါကြရင်အာနာရှင်ဆိုတာဘလို့လော်ဘီမျိုးကိုပဲဖြစ်ဖြစ်เนาะမထားဘူးဗျမထားဘူးเนาะအဲ့တော့ခင်ဗျားတို့အခုဝိုင်းရံပေးနေတယ်ဆိုရင်ခင်ဗျားတို့သွားပြီးတော့ဝိုင်းရံကြလေဘာကြောင့်ဝိုင်းမဝိုင်းရံကြလဲကိုစောအာ 你可以嘛？哈，你六百，少朋友六百吧。你讲俺们你阿里表弟啦，六百吧，达标子，达标嘞，讲阿公说事的嘛，阿妈先说啦，喏，阿妈先说啦，这个没得亚木，慢的命，我讲六百，喏，阿、啊、你没得亚木，阿婆咪侬老皮一个，俺们团表来人呢，咪侬说事嘛。那表啦怎么帮的侬老皮帮忙的啊？那表啦怎么帮的侬？咪侬俺们这一两度咪侬吃表来人这个咪侬。 မင်းတို့ကမင်းတို့အဲ့ဒီဖက်စစ်အာဏာရှင်ကဆွဲစီတဲ့နေ့ပဲမင်းတို့မသိမချင်းမလားနော်အေးမင်းတို့အခုလော်ပေးနေတာဒါတပတ်တတပတ်တနဲ့သွားတာငါတို့ဘာဘာကောင်းပါလေအဲ့ okay okay အဲ့လားမင်းတို့အဘကမင်းတို့လက်ခံတော့လက်ခံနိုင်လိမ့်မယ်အင်းတကယ်တကယ်မင်းတို့အဘမားတဲ့အမားကိုမင်းတို့ကအမှန်တရားဖြင့်ထောက်ပြောထောက်ပြောတဲ့နေ့ကမင်းတို့ဘဝပြတ်တဲ့နေ့ပဲရှင်းတယ်နော်ငါပြောတာငါပြောတာရှင်းတယ်နော်အခုနတ်နေကြပြီနတ်နေကြပြီ 喏，阿是，没有拍摄来玩的，阿靠拢靠拢，难得见面。拍照啊，阿路难得见面，叫来，喏，怪嘛，没那个亏、那個 no? 了。哈哈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 ！阿拉老师没有在报告爸爸，喏，不家务在做哩讲，家务在做哩讲，今朝拍照呢，怪嘛，没那个亏了。阿老嘛，他看嘛嘛家务无挂，三头大，今年变少了，亏亏到变少了都可怜了。 喏，没弄嘛的，怪嘛，为要的可以了，舅有可以不？看到他屋厉害的，哈哈哈！哎呀喂，没有好好的也拿老婆，没有生儿子，啊？怪嘛，舅舅理论亏以了，怪嘛，生了就行。等我看到他好厉害啊，看人家都得出就给个家务了，别看是什么，看人家都家务的嘞，啊？ ခွေးကခွေးသားကိုပြန်စားတယ်လို့ခေါ်တာအဲ့ဒါနောက်မင်းတို့မှတ်ထားမင်းတို့ငါအံ့ဩတယ်ကွာကိုယ့်အိမ်မှာမွေးရတဲ့ခွေးကိုမပိုင်ဘူးနော်ကိုမပိုင်ဘူးနော်တကယ်အဲ့ဒီတကောင်ခွန်းထောင်မှမစားမစားအောင်ရှင်အဲ့ခွေးကြီးအဲ့ဒီခွေးဝဲသားကိုပြန်စားမှာပြန်ချက်စားမှာအဲ့ရောက်ပြီငါတသက်နဲ့တကောကြားလည်းမကြားဘူးငါတို့ရှိအစင်မိုးစင်ပေါင်ဆက်ဒီဘုံဘဝလက်ချက်ကလေးကတခါတခါမှမကြားဘူးအခုခွေးတကောင်ကိုတကောင်ခွန်းခွန်းထောင် နော်တကယ်ရှေ့ရဲ့ဝဲမွေးရဲ့ခွေးတကတော့ဒါတော့ဦးကျော်နဲ့ပြတော့မှာပါနော်ဇဘိန်ကိုသူ့ယူပြတော့မှာဇတူသားစားလေးရှိတဲ့စစ်ကောင်စီရဲ့လွှဲနဲ့ပတ်သက်ပြတော့မှာဘောမတွေတတိယဝင်ချောက်ဖို့တွားနေပြတော့မှာ ဆိုမှတတိပေးပြောဆိုထားတာဖြစ်တယ်ကျွန်တော်အားလုံးသိထားတဲ့အချိန်ပဲစီဒီစကောင်စီဘုံမရုတ်ကက်လေးတွေအားဆိုရင်နည်းနည်းလေးမကျင်တဲ့ချစ်တွေထုတ်ပြောပြလို့မှမရောက်ပြောတာနဲ့စကောင်စီနေပြီးတော့မှထောင်ထက်ကိုဆွဲသွင်းပြီးတော့မှပေါ့နော်ပို့ဆောင်နေတဲ့ဆိုတော့လည်းကျွန်တော်အားလုံးသိထားတာပဲဖြစ်ပါတယ်အခုဆိုတော့ဇဝင်းနေနဲ့နမူနာပြခံလိုက်တာပြီးတော့မှနောက်ထပ်ဒီဘုံမရုတ်ကက်တွေနဲ့ပြီးတော့မှဇဝင်းလို့မျိုးဖို့ကြိုးစားမှုတွေလည်းကျွန်တော်တို့မတွေ့ရတာပဲဖြစ်ပါတယ်ဒါကိုကြေချာဖြစ်စကောင်စီနေနဲ့သူတို့နှုတ်ပိတ်ချင်တဲ့လူတွေကိုဒီတိုင်းထောင်ထက်ကိုအတင်းဆွဲထည့်ပြီးတော့မှ သူတို့အာနာတီမြဲနိုင်ဖို့ကြိုးစားနေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်။နောက်တော့မှနားမလည်သေးပဲနဲ့ပေါ့နော်။ကျွန်တော်ပြည်သူတွေကိုစော်ကားတိုက်ခိုက်နေဦးမယ်ဆိုတော့စစ်ကောင်စီမကားလို့ကျွန်တော်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်မှာအရင်ဆုံးရှင်းပြချုံခိုင်းမယ်ဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီမျောစာလောင်းလေးရနေပြီးတော့မှကျတို့တော်လိုင်းရဲ့ရဲဘော်တွေနဲ့ပြည်သူတွေကိုဘယ်လိုမျိုးစင်ဟောပြောဆိုထားမလဲဆိုတာကျတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။အဲဗီဒီယိုစမှုတန်းနော်မန္တလေးဒါမင်းတို့ဘူမဒီကိုမကြီးတော့ငေါလဲမင်းတို့မှမင်းတို့ဖြစ်ခဲ့တာပဲ အခုကြမင်းတို့စိတ်တန်းနေငါတို့စိတ်တန်းတရားသည်ဖြစ်နေတယ်ငါတို့တရားဝင်ကြီးညာခါတာမင်းတို့လိုကားဝတ်တက်ရှာတာမဟုတ်တက်ဆာမဟုတ်ဘူးကဲဒီကလေးရတော့ပါနော်ကျတို့တော်လန်ရဲဘော်ဒီကိုဒီကောင်နဲ့ပြတော်မစင်ကပြောဆိုထားဖြစ်တယ်မကြာခင်မှာတော့သူရဲ့ဒီအလောင်းတွေပါညာသူမိပါတယ်ပြင်ထားဖို့ပေါ့နော်ကျတို့တော်လန်ရဲဘော်ဒီကနေပြတော်မသတိပေးပြောလာမှာတော့ကျတို့တေချာဖို့ပြောလို့ရနေတာဖြစ်တယ်အခုဆိုတော့မိဘပြတော်ပြကန်းနဲ့ပြတော်မလည်းဒီကောင်ရဲ့ရုပ်ကိုလည်းတေချာဖို့မြင်နေရတာဖြစ်လို့ကျတို့ဘယ်နေရာရောက် ဒီလိုမျိုးအဆုတွေကိုတွေ့ရတယ်ဆိုတော့ကျွန်တော်အနည်းဆက်တော့လည်းတဖို့လေးစီမှာကြောင်းကြပြီးတော့မှပါနော်သူတို့ကိုပြန်ပြီးတော့မှအေးအေးယူရမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတဘို့အနေနဲ့ဒီစခွေးဘိုးမလော်ဘီတကောင်ဖြစ်တဲ့မောင်ရစာကနေပြီးတော့မှသူရဲ့နောင်တရအဆုံးကိုပြောထားတဲ့ဟာလေကျတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ဦးမိကြတယ်2021ခုနှစ်အာနာထိန်ပြီးတဲ့နောက်ပိုင်းကနေစပြီးတော့အာနိုင်ငံရေးလေးလာတုံးသက်သူဖြစ်ပေါ့နော်ပြောခဲ့တယ်မြန်မာတမတော်ကြီးဘက်ကရက်တည်ပြီးတော့ပြောလာခဲ့တာအခုဒါ2020ငါးခုနှစ် ကျော်လာတဲ့ကိုရောက်ပြီပေါ့ဒီချိန်นี่ကိုရစာကြီးခမရဘာရခဲ့ဘူးတလဲဘာရရခဲ့လဲလို့မေးကျွန်တော်မှာဖြေစရာစကားတခွန်းမရှိတယ်ဒီနေ့ဒီချိန်ထိကျွန်တော်ရခဲ့တဲ့အရာတော့နောင်ဒနောင်ဒတဲ့နော်ဒီကောင်လဲအခုဆိုရင်နည်းနည်းတော့သဘောပေါက်ပြီထင်တယ်အရင်တော့လဲစကောင်စီဟောဝေဖန်ပြောဆိုမှုတွေရှိလို့ဆွဲစည်းခံရတာတွေလဲကျွန်တော်သတင်းတွေကြားနေရတာပဲပြုံးမှာအခုဆိုရင်ကျွန်တော်ပြည်သူတွေပုံမှာဒီရုပ်မာနေတဲ့ပေါ့နော်စကောင်စီရဲ့ဝတ်တောက်ရင်တွေကိုဖမ်းဆီးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှာ ဘောမတွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကြားထဲမှာတော်တော်လေးပေါက်ကွဲပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်ဒီကောင်လည်းအဒီထဲကတယောက်ပါဝင်နေမှာပေါ့နော်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ခေတ္တကသတင်းသဘောလေးစစ်ပြီးမှကြည့်လိုက်ရအောင်နော်နေဒီတော်နဲ့ ARD တိုင်းကအချမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲမှုတွေရဲအရာရှိတွေကလိုင်စင်မဲ့ကားရောင်းဝယ်တွေကိုဆက်လက်လုကင်နေတဲ့အပြင်လိုင်စင်မဲ့ကားတွေကိုလည်းသူတို့ကိုယ်တိုင်စီးနင်းနေကြတယ်လို့ရဲတပ်ရင်းမြစ်ကရင်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိမှာတော့အချက်ဖက်မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်နိုင်ငံတော်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီကအကြီးအကျယ်ဖမ်းဆီးမှုတွေလုပ်နေပြီမဲ့တစ်ဖက်မှာတော့သူတို့စစ်တပ်ကအရာရှိနယ်စစ်တပ်အတိုင်းဝိုင်းကလူတွေကိုတိုင်းအဲ့ဒီလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးနေကြတာဖြစ်တယ်လို့ဟာဒီအချိန်တိုင်းမှာဆိုရင်ရဲတပ်ဖွဲ့တိုင်းရုံးကဒုရဲမှုချက်ဆန်းမောင်နဲ့သူ့ရဲ့မယားညီကိုဒုရဲမှုအောင်နိုင်မိုးဆိုသူတို့နှစ်ဦးဟာလိုင်စင်မဲ့ကားအရောက်ဝယ်တွေ့ကိုပါအခုချိန်ထိဆက်လက်လုပ်နေတုံးပဲလို့ဆိုပါတယ်။ဒါပြင်အဲ့ဒီရဲမှုအောင်နိုင်မိုးဆိုတဲ့သူဟာရွှေစင်လာမင်းစီဆိုင်နဲ့ လင်းလင်းဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်တွေကိုလည်းလင်းလင်းဆိုတဲ့လူကိုနာမည်ခန့်ခိုင်းပြီးစီးပွားရေးလုပ်နေတာဖြစ်တယ်လို့အဲဒီလင်းလင်းဆိုင်ကယ်ဆိုင်ကနေတခိုးတွေခိုးလာသမျှဆိုင်ကယ်တွေကိုဒိုင်းငံဝယ်ပြီးတော့ရန်ကုန်မှာဆိုရင်သူတို့စီကနေပြန်ရောင်းလိုက်တဲ့ဆိုင်ကယ်တွေအစီ၄၀ကျော်မိပြီးခွင်းဆက်နဲ့ရဲကလိုက်တဲ့အချိန်မှာသူတို့စီကမှန်းသိတော့အဲ့ဒီရဲတွေကိုငွေချက်သိန်း90ပေးပြီးတော့လက်ထိုးလိုက်တာတွေလည်းရှိတယ်လို့ရဲတရင်ရင်မြစ်ကရှင်းပြထားပါတယ်။အလားတူနေပြီးတော့ကစစ်ကောင်စီလက်အောက်ခံသူရဲမှုလှပောင်းဆိုတဲ့သူလည်း လိုင်စင်မဲ့ကားရောင်းဝယ်အပါဝင်တရားမဝင်လုပ်ငန်းတွေကိုဆက်နွယ်လုပ်ကင်နေပြီးမင်းအောင်လိုင်ရဲ့အမိန့်အရလိုင်စင်မဲ့ကားတွေဖမ်းဆီးနေတဲ့အချိန်မှာတော့အဲ့ဒီဒုရဲမှုလှပောင်းတဲ့ပတ်သက်တဲ့သူတွေကလိုင်စင်မဲ့ကားတွေကိုဆက်လက်စီးနင်းနေကြတယ်လို့လည်းနေပြီးတော့ရဲချုပ်တည်င်းအရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတော်တော်လေးကိုစိုးနေပြီနော်ကျွန်တော်တို့စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒီ AR တွေနဲ့နေပြီးတော့မှဆိုတော့ရဲရဲရှိတွေကိုတိုင်ကနေပြီးတော့မှဝှက်တော့ရင်တွေကိုစီးပြီးတော့မှ ဒီလိုမျိုးဆိုင်တွေလည်းဖွင့်တယ်လို့ကျွန်တော်နောက်ထပ်သိတာပဲဖြစ်ပါတယ်ဒါတွေကိုချိန်ချက်ဒီကောင်တွေပြပြနေတဲ့ဥပဒေဆိုတော့လေလိုင်းပုံမှာပဲရှိနေတာဖြစ်ပါမယ်ဖြစ်မှာဆိုရင်တို့ကိုယ်တိုင်ဥပဒေကိုချိုးဖောက်ပြီးတော့မှလိုစားခွင့်ဖန်တီးနေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအုပ်စုတွေကဆိုတော့ကျွန်တော်တိုင်းပြည်နဲ့လိုမျိုးချန်နေပြီးတော့မှကျွန်တော်တိုင်းပြည်ရိုးရင်းပစ္စည်းအောင်လုံးဆောင်နေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။မြောက်လိုင်းကိုတိုင်ကဆက်လို့သူရဲ့အောက်ခြေတသားတွေအားလုံးပါနော်။အခုဆိုရင်ဒီလိုမျိုးတရားမဝင်လုပ်ငန်းတွေဆက်လက်ပြီးတော့မှလောက်ကန်နေချဆက်ဖြစ်ပြီးတော့မှဒါကိုကျွန်တော်တို့အနေနဲ့တော်လိုင်းရေးမှာတခါတည်းရှင်းပြဖို့လွယ်နေတာပဲဖြစ်ပါ တယ်စကောင်စီနဲ့ပတ်သက်နေတဲ့သူတို့ကျိုးစည်းပွားမှာတမယောက်လည်းသူတို့ပြည်တွင်းကနေပြည်တော်မှာတခါတည်းရှင်းပြရမှာဖြစ်လို့သူတို့ပြည်သူတွေနဲ့တော်လိုင်းရဲပေါ်တယ်တရင်ချစ်လက်တွေဖလှယ်ရင်းနဲ့ဒီတော်လိုင်းမှာပူးတွဲပြည်တော်မှာလှုပ်ဆောင်လိုက်မယ်ဆိုတော့သူတို့ဒီလိုမျိုးပေါ့နော်စကောင်စီတဖုံတွေရဲ့အချင်းပြတ်ခြားဆောင်မှုတွေကိုနေနေရှင်းလင်းနိုင်တော့မယ်ဆိုတဲ့အကြောင်းထားလောင်းပြောကြတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့ဘောပဲဆုံးသက်ချင်ပါတယ်။စဆုံးကြည့်ရှုပေးကြတဲ့မြေပပီသူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့ညချမ်းလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။